bitch. To bitch. ya stone x မှာကျူသွားပါတယ် marvel studios ကတစ်ချိန်လုံးက finisher ရုပ်ရှင်တွေအများကြီးထုတ်ခဲ့ပူတာကိုမှတ်မိကြပါပါ which punisher there's been like 5 of them that's right now အခုချိန်မှာဆိုရင်လည်းဗီဒီယိုရဲ့ခေါင်းစဉ်ကလည်းပဲ2026မှာ punisher ရဲ့ solo ရုပ်ရှင်အသစ်ထွက်လာတော့မှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့တရုတ်ဆောင်ကိုရိုင်းပြောပြတာအပြင် punisher ရုပ်ရှင်ကဘာအကြောင်းဖြစ်မလဲဘာတွေမြင်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးကြအောင်မလို့စိတ်ဝင်စားကြရအောင်ဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်တည်ကြည့်သွားပေးကြပါအောင် and as always guys ဗီဒီယိုလေးကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရအောင်ဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက် I am vengeance. I am the night. I am Batman. I Okay, အရင်ဆုံးအခုလို့ Panisher Solo Project I Care very deeply about uh, Frank. I'm really grateful that I'm getting the opportunity to uh, tell the story that I, that that I think that uh, I think the fans deserve. We're giving it our all and uh, I think um, you know we're trying to tell it's not going to be easy. It's not going to be light. It's the the version that this character deserves and I'm just beyond honored and grateful that that we get the opportunity. Look, it's going to be dark. It's going to be um, you know, Frank 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 has no interest in in sort of breaking out of the darkness. There's not going to be, yeah. I can't. I, obviously, I can't say too much about it. But but yeah, it will not be. Uh, it's it's it will not be Punisher light. I promise you that. Yeah yeah. So to ပြောရတယ်မှာအကြိုက်ဆုံးကတော့ Punisher. ဒီခပ်ပြောပြောမဟုတ်ပဲနဲ့ပို့ပြီးတော့ကြမ်းတဲ့ version မျိုးနဲ့မြင်ရမယ်ဆိုတာပါပဲ။ရည်ညွှန်းနေခြင်းကအခုထွက်နေတဲ့ Daredevil Born Again show မှာသူ့ကိုမြင်ရတာဒီနည်းနည်းပျော့နေနိုင်တယ်။ဒီထက်ပို့ပြီးတော့ violent ဖြစ်တဲ့ပြစ်ခတ်မှုတွေနဲ့ပြည်နေမဲ့ရုပ်ရှင်မျိုးဖြစ်မယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။ Daredevil Born Again season season 1က Punisher ပေါ်မှာအများကြီး base ယူထားတဲ့ဇာတ်လမ်းတွေပါဝင်သွားမှာဖြစ်ပြီးတော့ season 2မှာတော့ Punisher ကိုဖယ်ပြီးတော့ Defenders တွေနဲ့ဇာတ်လမ်းပြောင်းသွားမှာဖြစ်ပါတယ် Luke Cage, Jessica Jones နဲ့ Iron Fist တို့ကိုထည့်သွင်းသွားနိုင်တယ်ဆိုပြီးတော့ကြားထားရပါတယ် and of course Daredevil show ဖြစ်တဲ့အတွက် Punisher ကို main ထားပြီးတော့ကြံပြလို့မရနိုင်ခြင်းကတစ်ချောင်း Punisher ကို season 2မှာအဓိကဖယ်ထုတ်လိုက်ခြင်းအကြောင်းရင်းကဒီ series မှာ set up လုပ်ထားမဲ့ဇာတ်လမ်းတွေကိုတီးတက် show တစ်ခုအနေနဲ့ထုတ်လွှင့်ခြင်းလို့ဖြစ်ပါတယ် but the cash is dead သူတို့က budget လည်းအများကြီးသုံးစရာမလိုအောင် Punisher အတွက်ရှေ့မှာ Guardian of the Galaxy စီနဲ့ Well by Night တို့ကိုလုပ်ခဲ့တယ်လို့မျိုး special presentation တစ်ခုအဖြစ်ထုတ်လွှင့်သွားမယ်။2026မှာ Deliver Born Again Season 2နဲ့အတူရှင်တွဲထုတ်လွှင့်သွားမယ်ဆိုပြီးတော့သိရပါတယ်။ special presentation ဆိုတာကိုမသိကြမဲ့သူတွေအတွက်ကတော့ဒါဒီ Marvel Studios ကဆန်းဆန်းပြတ်ပြတ်ဇလန်းလေးတွေကို MCU ဇလန်းနေနဲ့လည်းအရင်မချိတ်ဆက်ပဲနဲ့အပြော့တဘောဖန်တီးရဲ့ project မျိုးတွေဖြစ်ပါတယ်။လူကြိုက်လည်းများကြပါတယ်။ Groot အတွက် animation show လေးတစ်ခုရှိခဲ့တယ်။ Guardian of the Galaxy အတွက် Christmas အနေနဲ့တချင်းနေဆို Bucky ရဲ့လက်ကိုခိုးလာတယ်ဆိုတဲ့ဇလန်းမျိုးတွေလည်းရှိခဲ့တယ်လို့ Black and White နဲ့ Shake It မော်ဝင်ပလီဇလန်းဆန်ဆန်ဟော်ရာဆန်ဆန်ဝဲဝူးပိုင်နိုက်တို့ကိုလည်းထုတ်ခဲ့ပါတယ်ဆိုအခုပန်နေရှာအတွက်လည်းသူတို့က MCU နဲ့လည်းအရင်ကြီးချိတ်ဆက်စရာမလိုပဲねပရိသတ်တွေလည်းကြိုက်ကြမယ်ချန်ချန်ရန်ရန်ပြစ်ခတ်မှုတွေနဲ့ပြည်နေမယ်တနအီကျော်လောက်ကြာတဲ့ရုပ်ရှင်တစ်ခုကို Disney Plus ကနေပြီးတော့ Deliver Season 2ကိုထုတ်နေတဲ့အချိန်မှာလူတွေလည်းစိတ်ဝင်စားနေတဲ့အချိန်မှာထုတ်လွှင့်ပြသွားမှာဖြစ်ပါတယ်အခု Deliver Show မှာဆိုရင်လည်း Episode 2မှာတည်းကပန်နေရှာနဲ့ပတ်သက်တာတွေကိုစပြီးတော့ပြလာနေပြီ and show ထဲမှာ episode နှစ်ခုလောက်အထိကိုပါဝင်သွားနိုင်ပြီးတော့အရှုပ်တစ်ခုကိုတီးစလုပ်သွားရင်ねသွားရှင်းရအောင်မယ်ဆိုပြီးတော့ဒူးရွာ ါနိုင်ပါတယ်ထရေလာမှာမြင်ရတဲ့ short တွေအရာဆိုရင်လည်းပန်နေရှာကိုသူ့ဘာသာနိုင်ရန်ပေါ်ပုံတွေက mission တွေလုပ်နေပြီးတော့စုံစမ်းစစ်ဆေးတာတွေလုပ်နေတဲ့ base လိုနေရာကြီးမှာလည်းမြင်ရအောင်မှာဖြစ်ပါတယ်ကြားထားရတဲ့ story arc ကတော့ New York မြို့ရဲ့ရဲတပ်ဖွဲ့မှာပန်နေရှာကိုတလွဲကိုွယ်ပြီးအကျဉ်ပြတ်အကြမ်းဖက်မှုတွေလုပ်နေတဲ့ရဲစိုးတွေရှိလာလိမ့်မယ်အဲ့ဒီရဲစိုးတွေကို recent deliver comic တွေအရပဲကိုနော့ဆိုတဲ့ character ကဥဆောင်လိမ့်မယ်ဆိုပြီးတော့ကြားထားရပါတယ် so whatever that is အဲ့ဒီ story ကနေပြီးတော့မပြီးပြတ်လိုက်တဲ့အရာတွေကပန်နေရှာကိုတကောင်တဲ့ကြံမှုလမ်းတစ်ခုစီကိုစာပေးလိုက်လိမ့်မယ်လို့ထင်ပါတယ်လက်ရှိ ီပန်နီရှာတရုတ်ဆောင်ကလည်းရိုဘော့ကိုတကယ်ကြီးယင်းနှိမ့်နှံပြီးတော့ commit လုပ်ထားတာကြောင့်ပန်နီရှာ commit တွေဖက် training တွေလုပ်ပြီးတော့ project အစ်စ်တွေကိုဇလန်းရေးရမှာပါကိုရိုင်းဝင်ပါထားရဲဆိုပြီးတော့သိရပါတယ်။ And to the let log ကပဲ Instagram မှာ Panisha comic ပုံတစ်ခုကိုလည်းတင်ခဲ့လို့အများစုကဒါကနောက်လာမယ့်ရုပ်ရှင်အတွက် tease လုပ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ထင်ကြပေးနေကြပါတယ်။ပုံနေရ comic ကတော့1992ခုနှစ်မှာထွက်ခဲ့တဲ့ Panisha number 53ဖြစ်ပြီးတော့အဲဒီ comic ကို the final days လို့လည်းခေါ်ပါတယ်။ Panisha တယောက်ကင်းပင်နဲ့ရှုံ့မိပြီးပြကြခတ်ကြတဲ့ဇလန်းမျိုးဖြစ်ပြီးတော့အ ဆုံးမှာဖေလိန်ဟောင်းကြီးဂျိတ်ဆောနဲ့ထောင်ထဲမှာပြန်တွေ့ကြတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်ဂျိတ်ဆောဆိုတာကလည်း Netflix ကနေပြီးတော့ထုတ်ခဲ့တဲ့ Punisher series တွေမှာ main villain အနေနဲ့ပါခဲ့တဲ့စိုးသွမ်းယူနန်းနေတဲ့ဖေလိန်မျိုးဖြစ်ပါတယ်ဆိုမေပြီးအခုလဲ Daredevil season 1မှာ Kingpin နဲ့ရှုံ့မိနေမဲ့ Punisher က comic ထဲကလိုပဲဖေလိန်ဂျိတ်ဆောနဲ့ show အစ်စ်မှာပြန်တွေ့မလားဆိုတာကစိတ်ဝင်စားစရာပါပဲ and maybe အရင်ဟာရင်လည်းလုံးဝအခြေဆက်မရှိဘဲနဲ့အစ်စ်ဆက်ဆက် Punisher ဇာတ်လမ်းတစ်ခုကို MCU နဲ့တော့မတက်ဆိုင်ပဲဆောင်းရမ်းလမ်းနဲ့ထူးဆန်းတဲ့ story ကောင်းတစ်ခုနဲ့ခြားပြလာမှာမျိုးကိုလည်းမြင်ရနိုင်ပါတယ်တေချာတဲ့တစ်ခုကတော့ The ရုပ်ဆောင်ကိုရိုင်းပြပြတယ်လို့စောက်ရမ်းကျမ်းမာကအသေးချပါပဲ။ပန်နီချာရုပ်ရှင်တွေဒီရခင်ရုပ်ရှင်တွေကပြစ်ခတ်မှုတွေပောက်ကွဲမှုတွေတွေးတွေလောက်ပဲတုံးရတာဖြစ်တယ်။ဘာကားပြန်တို့လူပြန်တို့မှမပါဘူးဆိုတော့ဘတ်ဂျက်တွေလည်းအများကြီးမတုံးရပဲနဲ့စောက်စားကြီးတွေလုပ်ပြပြီးတော့ breakdown ရှင်ကိုထိစေတဲ့ရုပ်ရှင်မျိုးတွေဖြစ်တာကြောင့်ဒီတစ်ခုကိုလည်း Marvel Studios အနေနဲ့ကောင်းကောင်းကြီးဖော်ပြနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ So breakdown တို့ကဘယ်လိုထင်ကြလဲ။အခုပန်နီချာရုပ်ရှင်အသစ်ဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားကြလား၊ကြည့်ကြင်ကြလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင်။ And as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေး းချင်းကြာဆိုရင်တော့ဗီဒီယိုလေးတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးကိုဆုံးအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်